Horror story. အောင်မြတ်တာတို့ဆရာတပည့်တွေမန္တလေးမဟာမင်းမုံလေးပြာမှာအတိတ်ထံဝင်တဲ့လုပ်ငန်းစဉ်တွေပြီးဆုံးတဲ့အခါပကံဘက်ဖို့ခီးဆက်ဖို့အတွက် တောင်ဘက်မှုကနေထွက်လာခဲ့ကြတယ်။တောင်ဘက်မိုးဝါနာရောက်တော့ချင်းချမ်းတိုက်ပုံကိုဝှက်ပြီးအညာဆောင်နွမ်းလေးကိုခေါင်းမှာပတ်ထားတဲ့လူကြီးတယောက်ဟာအောင်မြတ်တာတို့ကိုလက်လှမ်းပြတာမြင်တော့တက်ခိုင်ကဆရာဟိုလူကိုမြင်ဘူးတယ်လို့ပဲတက်ခိုင်စကားကြောင့်အောင်မြတ်တာဟာမလန့်မကန့်မှရက်နေတဲ့လူကြီးကိုလှမ်းကြည့်ပြီးတော့ဟိုတခါတုန်းကကနာစီအိမ်မှာတွေ့ခဲ့ရတဲ့ လူမလားဟုတ်ပါဗျာခမ ्या ကကျုပ်ကိုမှတ်မိတာပဲဘလို့ကြောင့်ဒီကိုရောက်နေတာလဲအရင်ကကနာစီအိမ်မှာကျုပ်မျက်နှာမပြရဲအောင်ရှုံနေခဲ့ဘူးတာခမ ्या တို့လည်းသိပဲလေအဲ့ချင်တော့ကကျုပ်တော်တော်လေးကိုအရှက်ရခဲ့တာကျုပ်ရဲ့ပညာတွေကိုပိုဆွမ်းအောင်မကြင်ကြံခဲ့လို့ဖြစ်ရတာဆိုပြီးတော့ကိုကိုကိုလည်းစိတ်တို့မိတယ်ဒါကြောင့်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးကတည်းကဒီနေ့အထိမနာဘဲနဲ့ပြန်လှုပ်နေတာအခုရော အခြေအနေကတိုးတက်မှုရှိလားဒါကတော့လက်တွေ့စမ်းကြည့်ရင်သိမှာပေါ့အခုတော့တက်တက်ဆန်ဆိုင်ခင်ဗျားတို့ပါရောက်လာတော့နှစ်ယောက်ပေါင်းပြီးတော့ကိစ္စတခုလုံးမကြည့်ကျင်ဘူးလားဆရာတက်ရဲ့စကားကြောင့်အောင်မြတ်တာဟာမျက်မှောင်တစ်ချက်ကျုံနေနှာခမ်းတောင့်လေမဲ့ပြောင်းလေးတခုပေါ်လာခဲ့တာကိုဘယ်သူမှသတိမထားမိဘူးဘလို့ကိစ္စမျိုးလဲဆိုတော့ကျုပ်သိတဲ့နဲ့တင်နေဟာသိရမှာပေါ့ဗျာအခုတော့ကျုံငှားထားတဲ့အိမ်ကိုလိုက်ကြပါအောင်ဗျညရောက်မှပဲ အေးစေးတိုင်ပင်ကြတာပေါ့။အောင်မြတ်သားလည်းဆရာတည့်ရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့မဟာမြတ်မုနိဘုရားကနေထွက်လာခဲ့ကြတယ်။တာမန်လူဒန်းစားတွေနေထိုင်တဲ့ရက်ကွက်လေးတစ်ခုရောက်တော့ဒါကကြုံငှားနေတဲ့ရက်ကွက်ပဲ။ဒေနီယာကလူတော့တိတ်မတန့်ဘူးဗျ။ညဘက်တဆိုတစ်ချက်ထိုးလောက်ထိလူမပြတ်ဘူး။ဆရာတက်စကားကိုကြားတော့တက်ခိုင်အောင်ဒီလောက်ဆုံညာတဲ့ရက်ကွက်မှာနေဖို့ရွေးချယ်ခဲ့တာအကြောင်းတစ်ခုတော့ရှိမှထင်တယ်။တေချာတာပေါ့ဗျာ။လာပါအိမ်မော်ကိုအရင်တက်ကြပါဦး။ ဆရာတက်ကပြောလက်ဆက်စကားကိုဖြတ်ပြီးတော့အိမ်တကားကိုဖွင့်ကားအထက်ကိုဝင်လာတယ်။အောင်မက်တာတို့လည်းဆရာတက်နေတဲ့အိမ်မော်ကိုတက်လာပြီးတော့ခိုးတရီကြည့်တော့တက်တက်ရဲ့ရဲ့ပူဇော်ထားတဲ့ကျောင်းနဲ့ဖရာတစုကလွဲလို့ဘယ်ပုဂ္ဂိုလ်ရဲ့ပုံတွေရုပ်ထုကိုမှမတွေ့ရဘူး။ Okay ခမားတို့လည်းပင်ပန်းနေကြပြီဆိုတော့အိမ်နောက်ကဆင်အိုးထဲမှာရေအပြည့်ရှိတယ်ဗျာ။ရေချိုးချင်ချိုးကြ။ကျုပ်ကတော့ညစာချက်ပြုံးမယ်။အောင်မြတ်တာတို့ဆရာတပည့်တွေလည်းရေချိုးကိုလည်းတန့်စင်ပြီးတဲ့ အချိန်မှာဆရာသက်ဟာမီးဖို့ချောင်းထဲကနေထွက်လာခဲ့တယ်။ခြေချိုးပြီးကြပြီတဲ့။ခဏနေကြောက်ရချိုးပြီးတဲ့ခါညစာစားကြမယ်။ဒီလိုပြောပြီးတော့အိမ်တော်ဖက်ကိုထွက်သွားတယ်။ညဘက်ရောက်တော့ဆရာသက်တဲခင်းကျွေးမှုတဲ့သမင်းနဲ့ဟင်းကိုစားတော့ပြီးတော့အိမ်ရှိကုတ်ပြမှာထိုင်လို့ရှိသေးတယ်။ဆရာကြီးဆရာကြီးကျွန်တော်သမီးဘာဖြစ်တာလဲမသိဘူးဗျ။မျက်ဖြူလန်းပြီးတော့လက်တွေကိုေးကောက်ကုန်လို့ခြံဝါးကနေអော်လိုက်တဲ့တန်ကြောင့်ဆရာသက်ထိုင်ရာကနေထားတယ် ခလေးမပါလာလားအိမ်မော်ကိုတင်ခဲ့လေကွာဆရာသက်အိမ်မော်ကိုရောက်တော့အောင်မြတ်တာတို့ဆရာတို့လည်းအချင်းလေးကိုကဲခတ်ဖို့အတွက်ဖះအကြောင်းဆောင်နဲ့မလက်မကတ်မှထိုင်ချလိုက်တယ်ကြော်ထွန်းစိတ်အေးအေးထားအနောက်ရှက်ပယောကမှန်ရင်ကြောက်စရာမယ်စိတ်ပူလို့ပါဆရာကြီးရကျွန်တော်မှဒီသမီးလေးတယောက်ပဲရှိတာတဲငါလှုပ်လိုက်ရမင်းအရွယ်နဲ့မျက်ရည်ကြားတယ်လို့ဆရာသက်ဟာသမီးရှင်ကိုအနေငယ်မှန်မဲလိုက်ပြီးတော့ခလေးမလေးကိုကြည့်တယ်သမီး အဘခေါ်တာကိုကြားလာဆရာသက်စကားကိုကြားတော့မျက်ဖြူလန်နေရဲ့ကလေးမဟာစက်ကြီးလိမ်ပြီးတော့ငေါ်ကြည့်တယ်ဘယ်ကအဘလဲငါညမကိုတမီးလို့ခေါ်ကြအကြောင်းမရှိဘူးငါတို့မှာအဘလည်းမရှိဘူးနေကအသက်ကြီးပြီးကို့အလို့ကိုမလုပ်ပဲနဲ့တဲချင်းလို့လားဆိုတဲ့အတန်နဲ့ကြီးနဲ့အော်တာကို ကြားလိုက်ရတယ်ဇက်လိမ်ပြီးအော်ဟစ်နေတဲ့မင်းကလေးကိုကြည့်ပြီးတော့အောင်မြတ်တာဟာတက်ခိုင်ဘက်ကိုလှဲကဆရာသက်ဘာလုံးမလဲဆိုတာကြည့်ရအောင်အောင်မြတ်တာဟာတက်ခိုင်ကိုပြောပြတဲ့ချိန် ဆရာတပ်ဖက်ကိုလှည့်တယ်။ဆရာကျုပ်တို့ကိုအားမနာပါနဲ့ဗျ။လှုပ်ဆရာရှိတာလှုပ်ပါ။ဆရာတက်လေ။အောင်မြတ်တာကိုကောင်းချီးပြပြီးတော့ဖခင်ကျောင်းတော်ဘက်ကိုလှည့်ကရှစ်ကိုပူဇော်တယ်။ဖခင်ရှစ်ကိုပြီးတဲ့နောက်မှာတော့ကြော်ထောင်းမင်းသမီးကိုသူ့ရဲ့ဘဝဟောင်းကဆွေမျိုးတွေဟာပြန်ခေါ်နေကြတယ်။အဲ့ဒါမင်းပြန်ကွင်းပြုတ်လား။မပြုတ်မပြုတ်ပါဘူးဆရာကြီး။ကျွန်တော်သမီးကိုကျွန်တော်အနားမှာပဲရှိနေချင်ပါတယ်။ဆရာတက်ဟာခလေးမလေးရဲ့အဖေကိုခွင့်ပြုမပြုဆိုတဲ့စကားကို သုံးချိန်မေးပြီးတဲ့အခါမှာအဖေဖြစ်သူစီက ခွင့်မပြုဘူးဆိုတော့အတန်ကိုသုံးချိန်ကြားတဲ့အခါမှာတော့ကဲကျုပ်စကုတ်ပြီနော်ကာယကံရှင်ရဲ့ဖခင်ကတိန်တော့အခုလိုနှောက်ရတာကိုခွင့်မပြုဘူးဆိုတဲ့အတွက်ခလိမဘကကျုပ်ရက်ဒီမှာရတော့မယ်ဒီလိုပြောပြီးတော့ဖခင်အကြောင်းဆောင်ပေါ်မှာတင်ထားတဲ့ဖန်ပလင်းတဲ့ကရေကိုဘေးမှာရှိတဲ့ကြေးကွက်ထဲကိုထည့်တယ်ကျုပ်မိသားကိုအမှန်တိုင်းဖြစ်ပြီးတော့လာရလမ်းတိုင်းပြတ်မယ်ဆိုရင်တော့တင်တော့မနာကျင်စရာဘူးဒါပေမဲ့ တင်တို့တွေကောင်းမှမယ်ဆိုရင်တော့ကျုပ်အဆိုးမဆိုးနဲ့ဆရာသားဟာယတိပြတ်ပြောပြီးတဲ့နောက်မှာတော့ရေစင်ထည့်ထားတဲ့ကြေကွက်ကိုကိုင်းခလေးမလေးကိုယ်ထဲမှာဝင်ရောက်နေသူဟာဘသူလဲမှန်တာပြောဆိုပြီးတော့ရေစက်နဲ့တောက်ဖို့အတွက်ပြောရင်းလိန်ညာပြောရင်တော့ဒီရေစက်ဟာမအဝီစီငရဲမိထက်အစတရာပူလောင်ရမယ်မှန်တာပြောရင်တော့ဒီရေစက်ဟာအေးမြနေရမယ်ဒီလိုပြောပြီးတော့ကြေကွက်တွေကရေနဲ့လှန့်တောက်တယ်ကဲပြောလို့ရပြီတင်ဘသူလဲဆရာသက်စကားဆုံးမှာ အရှိမထားနေတဲ့ကလေးမဟာမျက်ထောင်နေနဲ့ကြည့်တယ်။ငါကသူ့အမသူ့ကိုလာပြန်ခေါ်တာ။ဟုတ်ပြီ။ပင်ပြောတဲ့စကားမှန်တယ်ဆိုတာကြုံယုံနေ။ဘာကြောင့်ပြန်ခေါ်ရတာလဲဆိုတာကိုပါတခါတည်းရှင်း။သူ့လူဘွားကိုသွားတာအချိန်ဆက်ပြီ။ဟိုမှာရှိတဲ့သူတွေကလည်းသူ့ကိုတရီရနေကြတယ်။ဒါကြောင့်လာပြန်ခေါ်တာ။တဲ့မင်းတို့အခုလို့လှုပ်ချင်နိုင်လို့ခေါ်ချင်နိုင်ခေါ်လို့ရမလား။သူ့အခုဘွားမှာအုတ်ထင်းသူဆိုတာရှိတယ်။ သူ့ရဲ့ခွင့်ပြုချက်မရရင်တင်တို့ခေါ်ခင်မရှိဘူးအဲ့ဒါငါတို့မသိဘူးငါတို့ညီမကို ပြန်ခေါ်မယ်ဒါပဲသိတယ်တဲခေါင်းမလာပါလားနေတို့ကဘယ်တိုက်နိုင်ကလဲငါကိုပြောစမ်းဆရာသက်ဟာမေကုံတစ်ခုမေးတာရေတစ်စက်ကိုပေါက်ပြီးတော့မေးတယ်နန်းတွင်းရတနာတိုက်ကလာတာဝင်ပူးနေတဲ့ကလေးမစကားဆုံးမှာရုတ်တရက်ကြမ်းမြင့်ကိုရိုက်ပြီးတော့လူလိုက်နေကျော်နေနိုးကတိတ်ခတ်တာကို ငါကနင်တို့တိုက်ကိုဖောက်ဖို့မေးတာမဟုတ်ဘူးအမှန်တိုင်းဖြေလိုက်ရင်နင်အခုလိုမပူလောင်တော့ဘူးအမှန်တိုင်းဖြေစမ်းရှမ်းမောင်တို့မှတိုက်ကလာတာပါအမလီပူလာကြည့်ရဲတေတော့မယ်အေးနင်အမှန်တိုင်းမဖြေလို့တော့အခုလိုပူမှာပဲအမှန်တိုင်းဖြေမယ်ဆိုရင်တော့မပူတော့ဘူးဆရာသက်စကားကိုကြားတော့ဝင်ပူးနေတဲ့ကလေးမဟာခေါင်းကိုကြမ်းမြင့်နဲ့စောင့်ပြီးတော့ဟုတ်မှန်ကြောင်းပြောတယ်နင်တို့သူ့ကိုပြန်ခေါ်လို့မရသေးဘူးသူ့လူဘဝမှာတက်တန်းစိတ်နေပါစေရော နေတို့ကာလာနဲ့တွေ့ရင်တော့ခဏလေးပါသီးခံလိုက်ကြဒီကလေးမဟာသူ့ရဲ့တက်တန်းကိုရင်နေတို့စီကိုပြန်လာလိမ့်မယ်နောက်နောက်မနောက်ရှိကြနဲ့ကြာလာငါတို့နောက်ရှက်ရင်ဘာဖြစ်မလဲသိကျင်စမ်းကြည့်လိုက်လေငါရေစင်တစ်စက်တောင်မှနေတို့ဘလောက်ပူလောင်ရမလဲသိတယ်မို့လားဒီရေစင်ကလေးမလေးကိုယ်ထဲမှာရှိနေတဲ့ချိန်နေတို့အနာကပ်ဖို့ပဲအရင်ကြိုးစားကြည့်ဦးဆရာသက်ဟာရေစင်ခွက်ကိုကမ်းပြီးတော့တခုံချင်းပြောတဲ့အခါမှာတော့ဝင်ပိုးနေတဲ့မင်းကလေးဟာသူတို့ သတိလွတ်တဲ့အချိန်ကိုစောင့်နေမယ်။သတိလွတ်လို့ကတော့ငားညမကိုပြန်ကုန်မယ်။တေလေးကောင်းပါတယ်သူတွေပဲ။နေလို့ခေါ်လို့ရရင်ပြန်ကုန်သွားကြ။သွားကြတော့ငားမှလည်းဧည့်သည်တွေရှိသေးတယ်။ဒီလိုပြောပြီးတော့အရှိမဝင်ဘူးနေတဲ့ကလေးမရဲ့ကောင်းမကိုရေစက်တွေနဲ့တောက်တဲ့အချိန်မှာတော့မျက်ပြူလန်သတိမင်းနေတဲ့ကလေးမဟာသတိပြန်လည်လာခဲ့တယ်။ကြောက်တော့အခုမင်းသမီးကိုဒီရေကိုတိုက်လိုက်ဒီလိုပြောပြီးတော့တက်ထက်ကခွက်ကိုပေးလိုက်တယ်။ကလေးမလေးလည်း ဆရာတက်ပြီးတဲ့ရေကိုတောက်ပြီးတဲ့ချိန်တမီခုနကဘာဖြစ်တော်တာလဲသိလားတေချာတော့မမှတ်မိဘူးအဝတ်မဲဝတ်ထားတဲ့လူပြောက်ကတမီကိုလိုက်ခဲ့ဖို့ပြောတယ်တမီယုံတော့သူ့လက်တွေကအယမ်းတမာတယ်တမီလှုပ်မရဘူးအဲ့ဒါပြီးတော့သတိမရတော့ဘူးနောက်အဲ့ဒီလိုမဖြစ်ဖို့အတွက်အဘာပေးတဲ့ရေမန်းကို နေ့တိုင်းတောက်ရမယ်ဒါဆိုမဖြစ်တော့ဘူးကျော်ထွန်းမင်းကိုငါရေမန်းတစ်ခုပေးလိုက်မယ်အိမ်ရောက်ရင်ရေမန်းကိုတောက်ရီအိုရဲကိုထည့်ထားမပြတ်စေနဲ့ ကုန်းကန်လေးဆိုရေထက်ထည့်ပြီးတော့ပွားထားငါကဒီမှာအမြဲတမ်းရှိနေမှာမဟုတ်ဘူးကြာလာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်တမီးအဘကိုကတော့လိုက်အောင်ကြော်ထုံးတို့သားဖားလဲဆရာတက်ကိုကတော့ပြီးပြန်သွားတယ်ဒီမှာနေအောင်မြတ်တာကဆရာတက်ရဲ့ရေစင်စွမ်းကအံ့မခံပါလားဆရာတို့ကတော့ဗျာကျုပ်ကိုပြိမိတင်နေခုနကဆရာတက်တောက်လိုက်တဲ့ရေစင်ကိုထိပ်ပြီးတော့ဝင်ပိုးနေတယ်သူလိုလဲနေတာမြင်တော့ကျုပ်ဖြင့်အံ့ဩမိတယ်ဗျာကျုပ်ပညာက တကယ်တော့တိလသမားလေးကိုပဲအခြေခံထားတာဗျကျောက်ကဘယ်ခိုင်းဝင်မှာမဟုတ်ဘူးအဲ့လိုပြောရင်ခမရတို့ယုံကြည်ကြမလားဒါကဖြစ်နိုင်ပါတယ်ဗျစာဆိုးတော်ရှိသေးတာပဲဂရီတစ္စာတည်တော်အခါဝဲနှွေမြက်တပင်စေးဘက်ဝဲနဲ့ကလေးမလေးကိုစားကုတဲ့အချိန်ဖျားရှိမှထားပြီးတော့တစ္စာဆိုးလိုက်တာမဟုတ်လားဟုတ်တယ်လေကျောက်ရဲ့ရေစင်းစွမ်းကလည်းတစ္စာပဲလေကျင့်ကြံစွမ်းအားနဲ့တစ္စာတရားနဲ့ပေါင်းလိုက်ရင်ဘယ်အရာမဆိုအဆန်းထက်လာတယ်ဗျအခုကျောက်ကရေကိုတုံးလို့ ရေနဲ့ပဲရတယ်လို့ထင်နေကြတာတကယ်တော့စိတ်နဲ့လည်းတုံးလို့ရတယ်ခဲနဲ့လည်းတုံးလို့ရတယ်အဓိကကတော့ပြုလုပ်တဲ့သူပေါ်မှာပဲမူတည်တာဆရာတက်ရဲ့ကြဉ္ဉံစွမ်းအားတွေကတကယ်ကိုပြောင်မြောက်ပါတယ်ဗျာဒီတက်ပေါ်ပြီးတော့အစွမ်းထက်တာကိုလည်းမြင်တွေ့ခြင်းမသိတယ်ဒါနဲ့ဖះမှပြောတဲ့ကိစ္စဆိုတာလေးသိလို့ရမလားဟုတ်သားပဲဗျကျုပ်ဖြင့်မင်းနေလိုက်တာကျုပ်တီတယောက်ကသူ့ရဲ့မိဘတွေအမွေပေးခဲ့တဲ့အိမ်ကိုရောင်းပြီးတော့အလှူတကုတ်လှုပ်ချင်တယ်ဒါပေမဲ့ပြဿနာကအဲ့ဒီအိမ်ကိုဘယ်သူမှ ငဝေရဲတာပဲအနောက်ရှက်တွေရှိလို့များလားဟုတ်တယ်သူပြောပုံရသူ့ရဲ့အဘေးဖြစ်တဲ့သူဟာအိမ်မှာမကြွပဲရှိတယ်လို့ပြောတယ်အိမ်နဲ့ချန်ကနှစ်အေးကားတော့ကျဲတယ်အပြင်လူတွေဝင်မရဲလောက်အောင်ကိုအချောက်လန့်ကလည်းကြံ့နေဒါဆိုကျုပ်တို့ဘာများကူညီပေးရမလဲကျုပ်ရဲ့သဘောရတော့သူ့အလှူကိုအကောင့်ထဲဖော်ဆဲခြင်းနဲ့ဒါကြောင့်မြစ်တာနဲ့ကူညီဖို့ဆုံးဖြတ်ထားတာအခုခမရုံးနဲ့တွေ့တယ်ဆိုတော့ကူညီနိုင်ရင်ကူညီလို့ရအောင်လို့စော်အော်ပေးတာပါဘယ်လိုသဘောရလဲ အလှူတွက်ဆိုရင်တော့ကုညီပေးရတာပေါ့ဗျာဒါနဲ့အိမ်ကဘယ်မှာရှိတာလဲတိတ်တော့မဝေးပါဘူးဗျမေမျိုးမှာပဲရှိတာပါဒါဆိုဗျာဆရာတက်အဆင်ပြေတဲ့ချိန်သွားကြမယ်ဒီလိုနဲ့ပဲနောက်တနေ့မနက်မှာတော့အောင်မြတ်တာတို့ဆရာတွေတွေဆရာတက်တို့မေမျိုးကိုတက်ခဲ့ကြတယ်လမ်းကြုံကုန်ကားတစ်စီးနဲ့လိုက်ခဲ့တဲ့နောက်မှာတော့အေးချမ်းလာတဲ့မေမျိုးကိုညနေခင်းအချိန်လောက်မှာရောက်ရှိလာတယ်ဆရာတက်ပြောတဲ့အိမ်ဟာဘယ်နားမှာလဲလို့ရှာတဲ့အခါမေမျိုးကအိမ်ကြီးလို့မေးလိုက်ရင်တော့ မသိသူမရှိဘူးဗျဒီလိုပြောတော့အိမ်တော့ကိုတော့အိမ်ကြီးရဲ့ဘေးကခြံထဲမှာရှိတဲ့အိမ်မှာဝင်ယူလို့ရတယ်ဒါဆိုဗျာအချိန်သိမ့်မရှိတော့ဘူးမကြခင်မှောင်တော့မှဆိုတော့တွတ်တွတ်လေးသွားကြမယ်အောင်မေတ္တာတို့လည်းအိမ်ကြီးကိုလိုက်ရှာရင်လည်းခီးဆက်ခဲ့ရညနေမှောင်လူလူစဲအချိန်မှာတော့အိမ်ကြီးရှိရာကိုရောက်လာတယ်အိမ်ကြီးဟာရှေ့ကအင်္ဂလိပ်အရာရှိတွေနေထိုင်ခဲ့တဲ့ဘိုးတဲပုံစံစောက်ထားပြီးတော့ခြံဝင်းထဲမှာတော့ခြုံတွေတွေတည့်ရ၆တွေဟာအတိုင်းအဆမရှိပွားထနေတာကိုကြော်ချမ်းစရာတွေ့ရတယ် ဆရာသက်ကတော့အင်းကြီးဘေးမှာရှိတဲ့ခြံဝင်တက်တဲ့တဲကိုဝင်နေ။ကျုပ်ကဥကောင်းမြင့်လှုပ်တဲ့သူပါ။အိမ်တော့ကိုဘေးချံကလက်များစီမှာယူလိုက်ပါဆိုလို့လာယူတာပါ။ဆရာသက်စကားကိုကြားတော့အင်းရှင်လက်များကဥကောင်းမြင့်ကကျေးနန်းကြိုပို့ပြီးထားပါတယ်။ဒီမှာအိမ်တော့နဲ့ခြံတော့လဲတွဲထားပါတယ်။ဒီလိုပြောပြီးတော့တစ်သားပြတော်ရဲတခုကို ထုတ်ပေးတယ်။ဆရာသက်လည်းတော့ရပြီဆိုတော့ခြံထဲကနေပြန်ပြီးလှည့်ထွက်မှာ။တတိထားကြနော်။ဒီအိမ်ကဘယ်သူမှမဝင်ရဲဘူး။အထက်မှာလည်း ခိုချေးတွေအမိုက်တွေနဲ့ညက်ပတ်နေတာဒီကြားထဲမှာအင်ဂျင်ရှင်ကမထင်မထင်သလို၆လန့်တက်တယ်အင်ရှင်မလင်းများနှစ်ယောက်တည်းကယောက်ျားဖြစ်သူရဲ့စကားဟာအင်ရှင်ကနေထွက်လာတယ်အင်ရှင်ယောက်ျားရဲ့စကားကိုကြားတော့ဆရာတက်ကလက်ပြတယ်ကောင်းပါပြီဗျာကျေးဇူးပါကျုပ်တို့တတိထားပါမယ်ဒီလိုပြောပြီးတော့အင်းထဲကထွက်လာတယ်အင်းကြီးရှိကိုရောက်တော့ခြံတောက်ကိုခရခဲစဖွင့်ပြီးအထဲကဝင်လာတယ်လူမနေတာကြာပြီဖြစ်တဲ့အတွက်ဟောင်းနှံပြိုပြက်နေတဲ့အင်းကြီးရဲ့အသင်ဟာမောင်စပြောချိန်မှာတော့ သွေးပြက်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်။အိမ်တကာရှိရောက်တော့တက္ကရာဆရာတက်စီကနေတော့ကိုယူပြီးအိမ်တကာကိုဖွင့်ဖို့ကြိုးစားပေမဲ့နှစ်အတန်ကြာမဖွင့်မဲထားတဲ့အတွက်တန်ကြီးထက်ထက်လိုက်နေတဲ့တော့ကလောက်ကိုမဖွင့်နိုင်ဘူး။ဒီချိန်မှာတောက်ရကနားမှာရှိတဲ့အုတ်ချိုးကိုယူပြီးတော့တော့ကလောက်ကိုသုံးလက်ချက်လောက်စောင့်ချတယ်။အုတ်ချိုးကနဲ့လေးချက်လောက်စောင့်ပြီးတဲ့အချိန်မှာတော့တန်ကြီးကိုက်နေတဲ့တော့ကလောက်တန်ဟာပွင့်ထွက်လာတယ်။အိမ်တကာမှကြီးပွင့်သွားတာနဲ့ဒီပိုင်းနဲ့အိမ်ထဲကနေအော်ဂလီဆန်စရာကောင်းတဲ့အနံ့သက်တွေဟာအပြင်ကိုလှုပ်ရက်ပဲတိုးထွက်လာတယ်။ အနန္တကတော်တော်ကိုစိုးတာပဲအသက်တောင်မှရှုံမရဘူးတောက်ရစကားဆုံးမှာအိမ်ထဲမှာရှိတဲ့အခန်းတကာတစ်ချက်ဟာလိမ်မတိုက်ပဲနဲ့ပွင့်လာတာကိုမြင်ရတယ်ဒီမှာနေမဲ့အောင်မြတ်တာရောဆရာတက်ပါမြင်လိုက်ရတယ်ဒီချိန်မှာတက်ခိုင်အောင်အောင်မြတ်တာနာကပ်ပြီးတော့ဆရာခုနကအခန်းထဲကနေ လူတယောက်ထွက်လာတာမြင်ရတယ်တက်ခိုင်စကားကြတော့အောင်မြတ်တာကဘာမှမပြောဘဲနဲ့အိမ်ထဲကိုဝင်လာတယ်အိမ်ထဲကိုရောက်တော့အိမ်ပေါ်တက်မှာလူတယောက်လမ်းလျှောက်နေတဲ့ခြေတံကိုအတိုင်းသာကြားပြီး တခါတလေဆဲဆိုတဲ့စကားတန်တချို့ကိုပါကြားတယ်။ဆရာသက်ဒီအိမ်ပိုင်ရှင်ပြောတာအပေါ်ကကောင်းမဖြစ်မှတင်နေ။အခုဘလို့များလုံးမယ်လို့စိတ်ကူထားလဲ။တို့တို့ကဆရာသက်အစွမ်းနဲ့တင်ဒီကောင်းကိုဆုံးမနိုင်မယ်လို့တင်နေ။ဆရာတို့အစွမ်းကလည်းမသေးပါဘူးကြ။အခုအားလုံးရောက်ကြပြီဆိုတော့အတူတူကရင်ဆိုင်ကြတာပေါ့။ဆရာကကြုံတဲ့အပေါ်ကိုလိုက်ခဲ့ပါ။ဖိုးကောင်းလေးနှစ်ယောက်ကတော့အောက်မှာပဲခြေနေကိုစောင့်ကြည့်ပါ။တက်ခိုင်တဲ့တော့ရဟာဆရာသက်စကားကိုကြားတော့တခုခုပြောဖို့ပြင်တဲ့ချိန် ။အမေတာကဆရာတက်ပြောတဲ့အချိန်လောက်ပါမင်းတို့နှစ်ယောက်က အောက်ထပ်မှာပဲနေခဲ့။ဘာအတမ်းပဲကြကြအပေါ်ကိုတက်မလာနဲ့ဒီလိုမှပြီးတော့ဆရာတက်တဲ့တူအိမ်မော်ကိုတက်လာတယ်။အိမ်မော်ကိုရောက်တော့ဆရာတက်ကလွယ်အိတ်ထဲကရေမှန်းပုတ်ကိုထုတ်ကြေးကွက်ထဲကိုထက်လိုက်ပြီးဒီကောင်ကနှိမ့်ချုံနေပြီဖြစ်တဲ့အတွက်ညံရမ်းများတယ်။ကျောက်ကဟိုဘက်ခန်းထဲမှာသွားကြည့်မယ်။ခမရကဒီဘက်ခန်းထဲကိုဝင်ကြည့်ပါ။ဆရာတက်စကားမဆုံးခင်မှာပဲအိမ်ပေါ်ထက်မှာရှိနေတဲ့တခါချက်တရားလေမတိုက်ပဲနဲ့ လှုပ်ရမ်းလာတာကိုတွေ့ရတယ်။နေဝင်သွားပြီမဲ့ကြံရှိနေတဲ့လင်းရောင်ကြောင့်အရာဝတ္ထုတွေကိုကောင်းကောင်းမြင်နေရတဲ့အချိန်မို့လို့ဆရာတက်ဝင်သွားတဲ့အခန်းရဲ့ထုတ်တမ်းပေါ်ကနေလူတယောက်တွေ့ဆင်းလာတာကိုအောင်မက်တာအခန်းထဲကနေမြင်လိုက်ရတယ်။အောင်မက်တာအခန်းထဲမှာဟိုတီကြည့်နေတဲ့အချိန်ဆရာတက်အခန်းဘက်ကနေစူးစူးဝါးဝါးအော်တယ်တဲ့တူတကားကိုကိုရုံးနဲ့တိုက်ခါပြေးထွက်သွားတဲ့လူတယောက်ကိုလည်းမြင်လိုက်ရတယ်။ဆရာတက်အဆင်ပြေရဲ့လား။ပြည်တယ်ပြည်တယ်။ခုနကကောင်ကထုတ်တမ်းပေါ်ကဆင်းလာပြီးတော့ကျုပ်လက်ပင်ကိုညှင်းမလို့လောက်တာ ရေမန်းနဲ့တောက်လိုက်တော့မှပေါ်ပြီးတော့ထွက်ပြေးသွားတာသူပြေးသွားတဲ့ဘက်မှာအခန်းတွေရှိသေးလို့လားရှိအောင်မထင်တာပဲဒီကောင်နောက်တစ်ခေါက်ထပ်လာနိုင်သေးတယ်ခမားကရောဘာမှမမြင်ဘူးလားဆရာသက်စကားကြောင့်ပဲအောင်မြတ်တဟာကျူဖိုးနေတဲ့တတလေးပေါ်အောင်ပြုံးနေအခုထိတော့ကျုပ်စီကိုဘာမှမလာသေးဘူးဆရာအခန်းထဲကထွက်ပြေးသွားတဲ့ကောင်ကိုပဲတွေ့ရသေးတယ်ကျုပ်စိတ်ထင်တော့ဒီအိမ်ထဲမှာမကျွတ်မလွတ်ဖြစ်နေတဲ့အကောင်နဲ့ထပ်ပြီးတော့ ရှိနိုင်သေးတယ်လားဗျာအိမ်နောက်ဘက်ခြံကိုသွားကြည့်ရအောင်ဆရာတက်ကရေမန်းခွက်ကိုကန်ပြီးတော့ဝင်သွားတာမြင်တော့အောင်မြင်တာလဲနောက်ကနေလိုက်သွားတယ်အိမ်နောက်ဘက်မိဖို့ခန္ဓာကိုရောက်တော့ဆရာတက်ကဒီခန်းထဲမှာခုနကကောင်ရှိတယ်ဗျဒီမှာကြည့်လို့ပြောပြီးတကားပေါက်ကိုရေမန်းနဲ့တောက်လိုက်တာအထက်ကနေအတန်နဲ့ကြီးနဲ့အော်တဲ့တန်ကိုကြားပြီးတော့မရှင်းမနှောက်မှပဲမိဖို့ကန်ဘေးကနေတန်ပြားခါထားတဲ့ခန်းကနေတဒုံဒုံထွက်ရတဲ့တန်ကိုကြားလိုက်ရတယ်ကြောက်ပြောတာပဲဒီကောင်လေးတကောင်နဲ့မဟုတ်ဘူး ခမ ्या ကဒီခန်းထဲကနေရှိနေတဲ့ကောင်ကိုတောင်းဝင်ယူကျုပ်ကကိုဘက်အခန်းကိုသွားမယ်အဆင်ပြေလားဆရာတက်စကားကိုအောင်နေတာကကောင်းချင်းပြတယ်သဘောတူကြောင်ပြောလိုက်ပြီးတော့အခန်းတကားကိုဖွင့်ကအထက်ကိုဝင်လာတယ်အခန်းထဲကိုရောက်တော့အပြင်ကနေကြောက်ဆုတဲ့တန်တဲ့တူတူအခန်းထဲကလောကြသွားတယ်အောင်မက်တာကအလဲရောက်မရှိတဲ့အခန်းထဲကိုရောက်တာနဲ့ကိုတဲကနေအဖြူရောင်လင်းတဲ့ချို့ထွက်လာခဲ့ပြီးတော့အခန်းတစ်ခုလုံးကိုလင်းထိန်သွားစေတယ်ကိုတဲကထွက်တဲ့လင်းရောင်ကြောင့်အခန်းတစ်ခုလုံးကိုကောင်းကောင်းမြင်ရတဲ့ချိန်မှာ အခန်းထဲကကရင်ဟောင်းစီကနေရုတ်တရက်ထလာတဲ့အရိုးကြောက်တစ်ခုကိုမြင်ရတယ်။အရိုးကြောက်ကအောင်မေတ္တာရှိလေရောက်ရောအပြည့်ပြည့်အသားတွေပြေးလာပြီးတော့ဖောင်းပွားလာတယ်။ပေါက်ကွဲလိုနေနေလေထိုးရေးတစ်ခုလိုပဲဖြစ်လာတယ်။အောင်မေတ္တာလည်းရုပ်ပြန့်ဆင်ပြတ်ဖြစ်လာတဲ့အတ္တဘောရုပ်ကိုကြည့်ပြီးတော့တင်ချောင်းလန့်လို့ကြောက်ကြောက်မှာမဟုတ်ဘူး။တင်ဒီဘွားကနေလွတ်ချင်ရင်တော့ဖြစ်ချောင်းကုံစင်ကြောက်ကိုပြပြပါ။တင်ကိုယ်တိုင်အချုံအောင်ခံထားရဲဆိုတာကြောက်သေးတယ်။တင်မူလာပုံစံပြန်ပြောင်းပြီးတော့ ချက်ကိုပြောပြပါ။အောင်မေတ္တာစကားဆုံးကတော့ရုပ်ပြန်ဆင်းမဲ့ဖြစ်နေတဲ့အကောင်ဟာမျက်နှာကိုလက်နဲ့အုပ်ကဒူးထောက်ထိုင်ချတယ်။အောက်ထပ်မှာတော့တောက်ရနဲ့တက်ခါရအပေါ်ထက်မှာဟုံနိုင်ကျဲပြီးတောင်းချနေတဲ့အတန်ကိုကြတော့ဆရာကျွန်တော်တို့တက်သွားကြမလား။ဆရာစီကနေဘာသာမှမကြဘူး။ဆရာတက်ကလည်းပြောင်းနေတယ်။ဆရာကတက်မလာနဲ့လို့ပြောထားတယ်မဟုတ်လား။ဆရာစကားနားထောင်မှာတောက်ရတက်ခါရအောင်မေတ္တာပြောတော့တဲ့အတိုင်းအောက်ထပ်မှာစောင့်နေတဲ့ချိန်အိမ်ပေါ်တက်လှေကကနေ လင်းကောက်ကလိန်ဆင်းလာတဲ့လူတယောက်ကိုတွေ့ရတယ်။လေကားအောက်ကိုရောက်တော့ကြည့်လိုက်တော့ဆရာတက်ဖြစ်နေတယ်။ဆရာတက်ဘလို့ဖြစ်တာလဲဗျ။ဟာခေါင်းမာလဲသူ့တွေနဲ့တက်ခိုင်တဲ့တောက်ရတယောက်မျက်နှာတယောက်ကြည့်ပြီးအံ့အားသင့်နေတဲ့ချိန်လေကားတစ်ကနေတင်းပုတ်ကြီးတိုင်းကဆင်းလာတဲ့ဘလူးနှစ်ကောင်ကိုတွေ့ရတယ်။တောက်ရဟာဘလူးနှစ်ကောင်ကိုမြင်တော့လောအိတ်ကိုယူဖို့ဟန်ပြင်းတဲ့ချိန်တက်ခိုင်ကတားတယ်။ဘလူးနှစ်ကောင်ရဲ့နှစ်ဖူးကိုကြည့်စမ်း။တောက်ရလည်း တက်ကင်စကားကြောင့်ဘလူးနှစ်ကောင်ရဲ့နံဖူးကိုကြည့်အားဟာဒါဒါကဘလူးဖြစ်တာလဲဒါဆိုဆရာတက်ကတောက်ရစကားမဆုံးခင်မှာတက်ကင်အိမ်မော်တက်ကိုပြစ်တက်သွားပြီးတော့အောင်မြတ်တာကိုလိုက်ရှာပေမဲ့အစနာတော့မတွေ့ရဘူးမိဖို့ကန်းထဲမှာတော့လူ၅ယောက်တတိမင်းနေတာကိုမြင်ရတယ်တက်ကင်တယောက်ရုပ်တရက်ဘာမှနားမလည်နိုင်အောင်ဖြစ်သွားပြီးတော့လေကားဘောကနေပြန်ပြီးတော့ဆင်းလာတဲ့ချိန်အိမ်တကားဘောကနေလမ်းလျှောက်ဝင်လာတဲ့အောင်မြတ်တာကိုတွေ့ရတယ်ဆရာဆရာဘာဖြစ်သွားသေးလဲ တက်ခိုင်ရဲ့စိုးရိမ်နေခြင်းမြင်လိုက်တဲ့စကားကိုအောင်မြတ်သာပြန်မဖြစ်ပဲနဲ့လေကားအောက်မှာသတိမင်းနေတဲ့ဆရာတက်ကိုကြည့်ပြီးတော့တလက်လက်တပိတ်ပိတ်တောက်ပနေတဲ့စိန်စီလန်းကိုမရွေးပဲမောင်မဲပိတ်ဖုံးနေတဲ့ခရောင်းလန်းကိုတင်ရွေးချယ်ခဲ့ပါလားလို့ပြောပြီးတော့အိမ်ပြင်ဘက်ကိုထွက်လာတယ်။တက်ခိုင်နဲ့တောက်ရလဲသတိမင်းနေတဲ့ဆရာတက်ကိုလေကားရင်မှာထားပြီးတော့အောင်မြတ်သာနောက်ကိုအပြေးပြန်လိုက်သွားတယ်။အိမ်နေကြီးစီကနေထွက်လာခဲ့ပြီးတန်ကြတော့အောင်မြတ်သာကမင်းတို့စိတ်ထဲမှာသိကျင်တာရှိတယ်မို့လားဒီလိုမျိုးတော့ တတ်ခိုင်တဲ့တောက်ရဟာညာရင်တို့ကောင်းချင်းပြတယ်။အဲ့တကယ်တော့ဆရာတက်ကငါ့ကိုအကောက်ကြံဖို့အတွက်ဒီကိုခေါ်လာခဲ့တာ။"ကြာဘလို့ကြောင့်လဲဆရာ။တုတ်တဲ့ဆရာကရန်ညှို့မှမရှိတာ။တောင်တခင်မှဖြစ်ရကိုမင်းတို့တွေမှတ်မိတယ်မို့လား။အဲ့ဒီဖြစ်ရမှာ သူအရှက်တကွယ်ဖြစ်ခဲ့ရတယ်။အဲ့ဒါကိုမကျင်မနှက်ဖြစ်ပြီးတော့လက်စားချတာ။တကယ်တော့သူကငါတို့ဒိတ်ထံဝင်တာကိုမြင်ပြီးတော့အကွက်ကြကြစစ်စင်ခဲ့တာ။ဒါဆို သူ့အိမ်မှာပယောကကုတာကရော။ အားလုံးကသူ့ရဲ့ကြံရပါတယ်ကြီးပဲကောင်မလေးကိုဝင်ပူးတာကလည်းသူ့ငွေထားတဲ့နနာဘွားတွေကဟန်ဆောင်ဝင်ပူးတာအော်ဒါကြောင့်ဝင်လာတော့မျက်နာကိုမမြင်ရဘူးလို့စိတ်ထဲမှာထင်နေတာအခုအိမ်နေကြီးနဲ့မကြွမလွတ်တဲ့သူကရောတကယ်တော့ဒီအိမ်ကသူ့ရဲ့အပေါင်းအဖလူကြီးပိုင်တဲ့အိမ်ပဲသူကတက်တဲ့ပညာအနေငယ်နဲ့အစိမ်းသရေတွေကိုအိမ်မှာမွေးထားတယ်မသိနားမလဲသူတွေဟာဝယ်တဲ့ခါမှာတော့မွေးထားတဲ့အကောင်တွေနဲ့၆လန်ခိုင်းနေဝယ်ထားတဲ့သူတွေဟာမနေရလို့ပြန်ရောင်းတဲ့ခါမှာသူပြောတဲ့လူကပဲ ဈေးပေါ်ပေါ်နဲ့ပြန်ဝဲတယ်။ဘေးအိမ်ကလင်းများဆိုတာကလည်းအကြံတူလောဘသားတွေပဲ။ဒါနဲ့ဆရာကဘလို့ဖြစ်ပြီးတော့အခန်းအောက်ကိုရောက်လာတာလဲ။ဆရာတက်ကငါ့ကိုအခန်းထဲပိတ်ပြီးတော့အသေးတက်ဖို့ကြိုးစားခဲ့ပေမဲ့သူ့မွေးထားတဲ့နန္ဒဝါကငါကပြန်လှုပ်ပေးခဲ့တယ်။မင်းတို့မြင်လိုက်ရတဲ့သူတွေကလည်းဆရာတက်ရဲ့ပေါင်းပါတွေပဲ။ငါကတော့အပေါ်မတက်ခင်ကအပြင်မှာရက်ခညင်အောင်ကိုအဆောင်ချခဲ့တာ။ဒါဆိုဆရာတက်နဲ့သူ့အပေါင်းပါတွေကို အခုလိုပြအောင်လုပ်တာက ရက်ခညင်အောင်လေကွာဒါကြောင့်နှစ်ဖူးမှာလေးကွန်အိမ်မြင်ရတာအခုဆရာတက်နဲ့ပေါင်းပါတွေကရောဘလို့လုံးမှာလဲဆရာအချိန်တိုင်သတိရလာလိမ့်မယ်ဒါပေမဲ့ပုံမှန်လူတော့မဖြစ်တော့ဘူးပေါ့ဆရာတက်ကပညာစွမ်းရှိပေမဲ့ပညာကိုအကျိုးရှိတဲ့နေရာမှာအတုံးမချတတ်လို့လောဘနောက်ကိုလိုက်လို့အခုလိုဖြစ်ရတာလောဘနောက်လိုက်ရင်လည်းဘလောက်တော်တယ်သူဖြစ်ဖြစ်လမ်းမရောက်ကြတာပဲအောင်မြတ်တာတို့ဆရာတို့တွေတယောက်နဲ့တယောက်စကားပြောရင်းနဲ့ခီးဆက်လာခဲ့တယ်အိမ်ကြီးနဲ့အဝေးကိုဖြစ်ဖြစ်နဲ့ ရောက်ရှိလာခဲ့ပါတယ်